တချို့ကလက်လက်စွာယုံကြည်ကိုးကွယ်ခွင့်ဆိုတာဘာသာရေးတွေကိုကာကွယ်ပေးတယ်ဆိုတဲ့ယူဆမျိုးပြောလာကြရှိတယ်။အမှန်တော့လက်လက်စွာယုံကြည်ကိုးကွယ်ခွင့်ဆိုတာဘယ်ဘာသာကောင်းတယ်၊ဘယ်ဘာသာမှားတယ်၊ဘယ်ဘာသာမြင့်မြတ်တယ်ဆိုတာကိုဦးစားပေးပြီးလှုပ်ဆောင်တာဟုတ်ပါမြန်မာနိုင်ငံအတွင်းကလွတ်လပ်စွာကိုယ်ပွဲယုံကြည်ခွင့်အခြေအနေနဲ့ပတ်သက်လို့ခြုံငုံလေးလာသုံးသက်ချက်တွေပါဝင်တဲ့ဒီစာရန်ကို Equality မြန်မာကဥဆောင်ပြုစုရေးသားထားတာဖြစ်ပါတယ် ဒီစာတမ်းမှာ2015ရွေးကောက်ပွဲအလွန်ကာလနိုင်ငံရေးအခြေအနေတွေကိုကနဦးလေးလာ သုံးသပ်ထားသလိုအမျိုးဘာသာတာသနာစောင့်ရှောက်ကာကွယ်ရေးဥပဒေတွေကိုလည်းလွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာနိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေနဲ့နှိုင်းယှဉ်လေ့လာဆန်းစစ်ထားတာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေမှာလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကိုကာကွယ်ပေးထားပေမဲ့နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေနဲ့ဆန့်ကျင်ကွဲလွဲမှုတွေရှိနေတဲ့အကြောင်းနဲ့ပတ်သက်လို့ အခုလိုပြောပြခဲ့ပါတယ် I think it's at a critical juncture to be absolutely honest. I think if the new NLD government မနက်ငယ်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလွတ်လပ်စွာကိုယ်ကွယ်နိုင်တဲ့လူပြဋ္ဌာန်းထားပေမဲ့နိုင်ငံတော်ညီငွတ်ပြည်ပြားရေးဆိုတဲ့ပုံစံမျိုးနဲ့ပြန်လည်ထိန်းချုပ်ကန့်သတ်ထားတာတွေလည်းရှိနေပါတယ်။အဲဒီတော့ NLD အစိုးရအနေနဲ့ဒီဥပဒေတွေကိုပြင်ဆင်ဖို့လိုအပ်ပါလိမ့်မယ်။မဟုတ်လို့ရှိရင်တော့တစ်ချိန်ချိန်မှာဒီဥပဒေတွေကြောင့်ဘာသာရေးအကြမ်းဖက်မှုတွေကဖြစ်လာနိုင်ပါတယ်။ဒီစာရမ်းမှာပါဝင်တဲ့အဓိကအကြောင်းအရာတွေဟာ ်တတန်းနှုတ်သေးတဲ့မြမနိုင်ငံရဲ့အကူပြောင်းကာလနဲ့ NLD အစိုးရအသစ်အတွက်တော့တိတာထင်ရှားတဲ့စိန်ခေါ်မှုတွေဖြစ်ပါတယ်။မြမပြည်ရဲ့လက်တလောဘာသာရေးလွတ်လပ်ခွင့်နဲ့လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်အခြေအနေတွေဟာအမှန်တကယ်ပြဿနာရှိနေတဲ့အကြောင်းအပေါင်းဝင်အမျိုးဘာသာသာသနာဆုံးရှုံးရေးဥပဒေတွေဟာလည်းနိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေကိုအတိအလင်းချိုးဖောက်နေတဲ့အတွက်ဘာသာရေးလူမျိုးရေးတင်းမာမှုတွေကို အချိန်မြင့်တက်လာစေနိုင်တယ်လို့ဒီစာရဲမှာသုံးသပ်ထားပါတယ်။ Equality မြန်မာရဲ့ Driver ဦးအောင်မျိုးမင်းကလည်းမတူကွဲပြားမှုဟာအလှတရားတစ်ခုဖြစ်လို့တဦးနဲ့တဦးအမုန်းမပွားကြဖို့အခုလိုမှတ်ချက်ပေးခဲ့ပါသေးတယ်။အမုန်းတရားကိုကျွန်တော်တိုက်ဖြတ်နိုင်တာကနားလည်မှုနဲ့မြင့်တက်တရားပါ။ရှင်းရှင်းနေပါအဲ့တော့ခုန Interface အဖွဲ့ကြီးကတော့ဘာသာရေးကကျွန်တော်လုပ်နိုင်မယ်။အဲ့လူလူတိုင်းမှာလူလူတိုင်းမှာမတူကွဲပြားမှုဟာပြဿနာမဟုတ်မတူကွဲပြားမှုဆိုတာအလှတရား အဲ့ဒီပုံမှာကျွန်တော်တို့ကခုနအကျမ်းမဖက်ဖဲနဲ့တူနဲ့တူငြိမ်းချမ်းသောမေတ္တာတရားနဲ့အတူတူကနေထိုင်ရတယ်ဆိုစိတ်သက်တည်ဆောက်နိုင်လို့ရှိရင်ကျွန်တော်ပြည်သူလူထုတွေတယောက်တိုင်းတယောက်သာတည်ဆောက်မှုဆိုရက်ွက်တည်အေးချမ်းမယ်ရက်ွက်တည်သာတည်ဆောက်နိုင်မယ်ဆိုကျွန်တော်တို့နိုင်ငံကြီးနဲ့အေးချမ်းမှုလည်းကျွန်တော်ရှိနိုင်ပါတယ်